ရုတ်နိုင်ငံကမွေးမြူရေးခြံတွေမှာကူးဆက်ပြန့်နှံ့နေတဲ့ IDV တုတ်ကွေးမျိုးစိတ်ခွဲတဲ့ဟာတရိတ်ဆန်ကနေတဆင့်လူလူကနေလူကိုကူးဆက်နိုင်စွမ်းရှိတဲ့အတွက်အခြားနိုင်ငံတွေစီကိုကူးဆက်ပြီးကပ်ဘေးအတွင်ဆောင်းလာနိုင်တယ်လို့တရုတ်သုတေသနပညာရှင်တွေကိုယ်တိုင်ကသတိပေးထုတ်ပြန်လာပါတယ်။ဒီတုတ်ကွေးမျိုးစိတ်တကိုတုတ်ကွေး D သို့မဟုတ် Influencer D Virus IDV လို့ခေါ်တွင်ပြီးချန်ချုံတရိတ်ဆန်ကုသရေးနဲ့စေတိတ်ပံဌာနက ဟွန်ဘိုပေါင်းဦးဆောင်တဲ့သူရည်သနာအဖွဲ့ကလေလာမှုတွေပြုလုပ်နေပြီးဖြစ်ပါတယ်။လေလာမှုအရလက်ရှိချိန်မှာကျွမ်းနွားတွေမှာသာကူးစက်ပြန့်နှံ့နေပေမဲ့ဗိုင်းရပ်စ်ရဲ့အသွင်ပြောင်းလာမှုတွေအရတရိတ်ဆန်ကနေလူစီကိုလည်းကူးစက်နိုင်တယ်လို့တွေ့ရှိရပါတယ်။တော်ကွေဗိုင်းရပ်စ်တစ်ကို2023ခုနှစ်မှာတရုတ်နိုင်ငံအရှေ့မြောက်ပိုင်းကနွားမွေးမြူရေးခြံတွေမှာစတင်တွေ့ရှိခဲ့တာဖြစ်ပြီးလေလာမှုတွေအရ ထိတွေ့မှုကနေသာမကလေထဲမှာပါကူးစက်ပြန့်နှံ့နိုင်တာကို တွေ့ရှိခဲ့ရပါတယ်။ဒီဗိုင်းရပ်စ်ဟာအသက်ရှူလမ်းကြောင်းကိုဆိုးဝါးစွာထိခိုက်စေပြီးတာမန်တုပ်ကွေးဆေးတွေနဲ့ပျောက်ကင်းအောင်ကုသလို့မရတာကိုစမ်းသပ်တွေ့ရှိထားတဲ့အတွက်ကမ္ဘာကပ်ဘေးအန္တရာယ်ဖြစ်လာနိုင်ွယ်ရှိတယ်လို့ဟွန်ဘိုဥဆောင်တဲ့သုတေသနအဖွဲ့ရဲ့စာရန်ထုတ်ပြန်မှုမှာဖော်ပြပါရှိပါတယ်။